အားလုံးပဲမင်္ဂလာပါရှင်။ Tools Libby Head Channel လေးကနေ ပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့တရက်သီးပေါ်တဲ့ရာသီစိမ့်ဖြစ်တာမို့တရက်သီးစိမ့်နဲ့တရက်သီးမဲဘယ်ဟာကမိမိရဲ့ကျန်းမာရေးနဲ့ပိုပြီးတင့်တော်စေရလဲဆိုတဲ့အကြောင်းလေးကိုတင်ပြတော့မှာဖြစ်ပါတယ်။တရက်သီးကမြန်မာနိုင်ငံအပါအဝင် တခြားသော နိုင်ငံအချို့တွေမှာ ပေါရောက်လေးရှိပါတယ်။ဒီအသီးကိုအသီးတွေရဲ့ဘယင်ဆိုပြီးတော့လဲတင်စားခေါ်လေးရှိကြပါတယ်။ဒီအသီးကိုအစင်းရောအမဲ့ပါအမျိုးမျိုးလုပ်ပြီးတော့နှစ်ချိုင်စွာစားသုံးလို့ရှိကြပါတယ်။တရက်သီးအစင်းရောအမဲ့မှာပါတူညီရဲ့အာဟာရဓာတ်တွေပါဝင်သလိုပဲကွဲပြားတဲ့အာဟာရအကြောင်းတွေကိုလည်းကျမတို့ကသိထားသင့်ပါတယ်။ အရင်ဆုံးတည့်ရသီးစိမ်းရဲ့ကောင်းကျိုးလေးတွေကို တင်ပြမှာဖြစ်ပါတယ်။တည့်ရသီးစိမ်းဟာဆိုရင်ချင်ပြီးတော့ဆူးရဲအရသာရှိပြီးတော့ဗိုက်တာမင်စီနဲ့အန်တီအောက်ဆီဒန့်တွေများစွာပါဝင်ပါတယ်။တည့်ရသီးစိမ်းမှာပါဝင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရေပုံရအားဖြင့်ခြုံငုံပြီးတော့တင်ပြမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့တည့်ရသီးစိမ်းဟာဗိုက်တာမင်စီကျွဲဝဆောင်ပါဝင်တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ immune system တွေကိုမြင့်တင်ပေးပါတယ်ဒုတိယအကျိုးကျေးဇူးအနေနဲ့တည့်ရသေးစိမ်းဟာအစာခြေစနစ်ကို ကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းနဲ့ရေဓာတ်ခန်းချောက်ခြင်းကိုတက်တာစေပါတယ်။နံပါတ်3အချက်ကတော့ကျမတို့အများစုမသိတဲ့ဒီအသေးချမ်းမာရေးကိုဒီတည့်ရသေးစိမ်းကမြှင့်တင်ပေးပြီးတော့အစိမ့်အတောက်တွေဖယ်ရှားပေးရဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အထူးသဖြင့်ဒီအယ်ကိုဟောတောက်သုံးမှုများတဲ့သူတွေကဒီတရေတီစိမ့်လေးကို စားသုံးပေးသင့်ပါတယ်နံပါတ်၄အချက်ကတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတွေကိုဖျက်ဆီးစေတတ်တဲ့ oxidative stress တွေကိုတိုက်ဖျက်ပေးနိုင်တဲ့ antioxidant တွေကို ထောက်ပံ့ပေးတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တရက်သီးမဲရဲ့ကောင်းကျိုးတွေကို တင်ပြမှာဖြစ်ပါတယ် တည့်ရသီးမဲကတော့ခြုံပြီးတော့အရေရွှမ်းတဲ့သဘာဝဓာတ်ရှိပြီးတော့ဗီတာမင် A နဲ့ဗီတာမင် C တို့ကျွဲဝဆောင်ပါဝင်ပါတယ်။သဘာဝသကြားဓာတ်တွေပါဝင်ပြီးတော့အမြင့်ဓာတ်လည်းများစွာပါဝင်ပါတယ်ရှင်။တည့်ရသီးမဲရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုခြုံငုံသုံးသပ်ရမယ်ဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့ဗီတာမင် A ကျွဲဝစွာပါဝင်တာမျိုးမျိုးလုံးကျန်းမာရေးကိုအထောက်အကူပြုစေပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့တေဟတိမဲ့ကိုစားသုံးခြင်းအပြင်ခန္ဓာကိုယ်ခုခံအားကိုတိုးတက်စေပြီးတော့ယောဂတွေကိုတိုက်ထုတ်နိုင်စွမ်းမြင်မာစေပါတယ်။နံပါတ်3အချက်ကတော့ဂလိုးကျင်တဲ့သူတွေအတွက်ပါအသားရေစုပ်ပြေစီပြီးတော့အိုမင်းရင်ရုံမှုကိုညှော်နေစေပါတယ် ။နံပါတ်၄အချက်ကတော့ဒီတရသီးမဲ့ကအမြင်တက်တဲ့ကျွေးဝါစာပါဝင်တာကြောင့်မို့လို့အစာချေဖြတ်မှုလုပ်ငန်းစဉ်ကိုကောင်းမွန်စေပါတယ်။အထူးသဖြင့် gut health ကိုကောင်းမွန်စေပါတယ်။ နံပါတ်5အချက်အနည်းငယ်ကတော့ဒီတရသီးမဲ့မှာဆိုရင်တဘာဝတကြားဓာတ်တွေပါဝင်တာကြောင့်မို့လို့ဒီလူကပင်မနွမ်းနေပြီးတော့အာအင်ကုန်ခန်းနေတဲ့အခါမှာဒီတရသီးမဲ့လေးကိုစားလိုက်တာနဲ့အာအင်အမြန်ပြေပြန်လေပြီးတော့ဖြစ်တင်းပြီးမှဖြစ်ပါတယ်အခုဆိုရင်တော့တရသီးစိမ့်နဲ့တရသီးမဲ့ရဲ့ဒီတဘာဝလေးတွေကိုနှိုင်းရှင်ကြည့်ရမယ်ဆိုရင် အရသာအနေနဲ့တရက်သီးစင်းဟာချင်းတဲ့အရသာရှိပြီးတော့တရက်သီးမဲကတော့ချိုးတဲ့အရသာရှိပါတယ်။တရက်သီးစင်းမှဆိုရင်တခြားပါဝင်မှုကတော့နည်းပြီးတော့ဒီတရက်သီးမဲမှာတော့တခြားပါဝင်မှုနှုန်းကများပါတယ်။ဒါကြောင့်မို့လို့စီဂျိုသမားတွေအတွက်တန်ဆေးလွန်ပြီးဆိုသလိုပဲမျှတစွာပဲစားသုံးသင့်ပါတယ်။ ။တည့်ရသည်စိမ့်မှဆိုရင်တော့အဓိကဗီတာမင်တွေအနေနဲ့ဗီတာမင်စီဓာတ်ကျွဲဝစွာပါဝင်တာမို့ဒီအစာခြေဖြတ်မှုကိုကောင်းမွန်စေပြီးတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါရစေ။ တည့်ရသေးစိမ့်ကိုလိုရာထပ်ပို့ပြီးတော့စားမယ်ဆိုလို့ရှိရင်လဲချောင်းရရင်ချင်းနဲ့စားမချေရင်ပြည့်ရင်ကဲဖြစ်ချင်းကိုလည်းဖြစ်စေနိုင်ပါတယ်။တည့်ရသေးမယ်မှာဆိုရင်တော့ဒီဗီတာမင်အဲ C အပြင်ဗီတာမင် A ရောပါဝင်တာကြောင့်မို့လို့ဒီမျက်လုံးကျန်းမာရေးအတွက်ဒီဟိုအသားရေစုပ်ပြေးဖို့အတွက်ဒီကိုပါအကျိုးပြုမှာဖြစ်ပါတယ်။ တရသီးစိမ့်နဲ့တရသီးအမဲနှစ်မျိုးလုံးဟာဆိုရင် ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပါဝင်ပါတယ်။အဲဒါပေမဲ့လို့ဒီတင့်တင့်မြတ်တာစွာပဲစားသုံးခြင်းကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကတော့ကျမအခုတင်ပြသွားတဲ့အကြောင်းအရာလေးတွေကိုဖတ်ရှုလေ့လာခဲ့တဲ့ဒီ website နာမည်လေးတွေနဲ့ link လေးတွေပဲ ဖြစ်ပါတယ်။ ကျွန်မတင်ပြခဲ့တဲ့အထက်ကနေပြီးတော့ဒီအားလုံးအတွက်အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်တင်ပြစီခြင်းနဲ့အကြောင်းအရာလေးတွေရှိမယ်ဆိုရင်လည်း comment မှာခြာရေးပေးခဲ့ပါရှင်။စူးစမ်းပြီးတော့ထပ်တင်ပေးပါမယ်။အားလုံးပဲမိမိကျမ်းမာရေးနဲ့ကိုင်းညီရဲ့အစားအစာများကိုရွေးချယ်စားသုံးနိုင်ကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးကျမ်းမာရေးဗဟုသုတရစေမယ့်ဗီဒီယိုလေးတွေနဲ့ဟင်းချက်တဲ့ဗီဒီယိုလေးတွေကိုဆက်လက်တင်သွားအောင်မှာဖြစ်တဲ့အတွက်သူ့ရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။